အကြိုက်ပါတယ်ဆိုရယ်အော်သူဇန်ဘုတ်ကတော့မက်တယ်ဘော်ဒီနဲ့ဒီလိုဒီလိုလက်လက်ထနေတဲ့ကောင်းကြီးတွေရောက်ပါပြီအော်သူဇန်ဘုတ်လို့ခေါ်တယ်အရန်ပါပါတယ်အရန်ပေါ်ပါတယ်သုံးလို့အရန်ကောင်းပါတယ်ဗျအော်သူဇန်ဘုတ်၁၄တွေဖြစ်ပါတယ် i5 ကို11 generation နေပါ ran 8k နဲ့ ssd 512 ਈ တောင်သုံးပေးရတဲ့ကောင်းကြီးကတော့အိမ်ထဲ iray ac graphic လဲပါဝင်ထားသေးတယ်စလေးလက်မ display ကို 480p နဲ့ရမယ် face unlock ပါမယ် keyboard ပတ်လိုက်ပါမယ် နောက်တစ်ခုထူးခြားဆုံးကတော့ကျွန်တော်တို့ dashboard မှာနံပါတ်ကီးလေးတွေပါဝင်လာတော့ဖြစ်ပါတယ်။လိုအပ်လို့ရှိရင်တော့ကျွန်တော်ဖိထားလိုက်ပြီဆိုရင်တော့နံပါတ်ကီးလေး dashboard မှာလွယ်လွယ်ကူအသုံးပြုရမှာဖြစ်ပြီးတော့မလိုအပ်လို့ရှိရင်ကျွန်တော်ပိတ်ထားလိုက်လို့ရတဲ့အနေထားမှာ design ခမတ်မိုက်လေးတုံးလို့ရမှာပဲဖြစ်ပါတယ်။ကျွန်တော်လက်ထဲမှာတော်တော်ကြီးကိုပော့ပော့ပပနဲ့ခံရတဲ့ feeling ကိုရနေပါပြီ။သူ့ရဲ့ညာဘက်ခြမ်းမှာတော့ SD card slot နဲ့ USB port တစ်ပေါ်တွေ့ရမယ်။ဘယ်ဘက်ခြမ်းမှာတော့ USB နှစ်ပေါ် HDMI တစ်ပေါ်တွေ့ရမယ်။ ကျွန်တော် USB port တွေကတော့ charging လဲတွင်းလို့ရသလို data transfer လဲလုပ်လို့ရမှာဖြစ်ပါတယ်ရိုးရိုးရှင်းရှင်းနဲ့အလှဆုံးရောက်လာတဲ့ကောင်တွေကတော့ ASUS ZenBook design မှာ ASUS ဆိုရမယ် design မှာကိုလုံးဝကို share လုပ်ပေးရတဲ့ကောင်တွေတွေကတော့တိနေပါပြီเนาะအဲ့တော့ share လိုချင်တယ်ဆိုရင်တော့ဈေးနှုန်းကတော့18သိန်း9000ပဲဖြစ်ပါတယ် RAM 8K နဲ့ SSD 512ဟာအပေါ်ပါဆုံးနဲ့အမိုက်ဆုံးသုံးပါအတန်ဆုံးဈေးနဲ့သုံးပါလို့ပြောချင်ပါတယ်။သုံးလုံးမဲ့ရောက်ပါတယ်။အမြန်လေးနော်။